အော်အဲ့လို average atomic mass တွက်တဲ့ခါမှာကျွန်တော်မြင်မြင်နေတာ mass number နဲ့ပဲယူတွက်ကြတာတွေ့ရတယ်ခုနဆက်ပြောတဲ့နမူနာမှာကြတော့ atomic mass နဲ့ယူတွက်တာတွေ့ရတယ်အဲ့ဒါဘယ်လိုလဲဆရာရှင်းပြပေးပါဦးဟောဟုတ်ပြီဒါဆရာတို့ငယ်တော့အလဲပဲရှုပ်စိရှုပ်ထွေးခဲ့ပူတယ်ပေါ့နော်အဲ့တော့ average atomic mass ကိုတွက်တဲ့ခါမှာသူ့ရဲ့ mass number နဲ့တွက်ရတာမဟုတ်ဘဲနဲ့တကယ် mass နဲ့ တကယ် atomic mass နဲ့တွေ့ရတာပေါ့နော်အခြေခံမှာတော့အခြေခံသဘောတရားအပြင်နားလည်ဖို့ပဲလိုတဲ့ခါကျတော့ mass number ကိုပဲယူပြီးတွေ့ကြတာပေါ့တကယ်ဆိုရင်သူ့ရဲ့တကယ် atomic တကယ် real တကယ် actual atomic mass နဲ့ natural abundance နဲ့မြောက် ချိုင်းဆိုတုံးနေပေါ့အဲ့လိုနဲ့တွေ့ရတာဒါပေမဲ့အခြေခံမှာဘာလို့ mass number ပဲတွေ့တယ်လဲဆိုတော့မကရင်း35ကိုကြည့်လိုက်ကရင်း35ရဲ့ mass number ဘယ်လောက်လဲ35ပေါ့တွေ့ရတဲ့ mass ကဘယ်လောက်ရှိရလဲဆိုတော့34.96885တော့35နီးပဲဆိုတော့ဤဆက်ဆုံးယူလိုက်တဲ့သဘောနဲ့ပါတာပေါ့နော်တကယ်တွေ့ရင်တော့ atomic mass နဲ့တွေ့ရတာဖြစ်ပါလေသူရဲ့ mass number နဲ့တွေ့ရတာမျိုးမဟုတ်ပါဘူးမဲ့အခြေခံမှာတော့ဘောဒီအားဖြစ်ပဲဆိုတော့ mass number နဲ့ယူသုံးပြီးတွေ့ကြတာဖြစ်ပါလေ